ရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေလမ်းကြောင်းဟာရှမ်းပြည်မြောက်ပိုင်းနဲ့ကချင်ပြည်မှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေအပေါ်မူတည်ပြီးအခြေအနေတည်ငြိမ်မှုမရှိသေးတာကြောင့်အကက်သက်တွေနဲ့ဖွင့်လှစ်ထားရစေဖြစ်ပါတယ်လက်ရှိအော်တိုဗာလာဒုတိယပတ်အထိတော့တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးဟာအဓိကအားဖြင့်မူဆယ်105မိုင်ကုန်သွယ်ရေးစုံနဲ့ချင်းရွှေဟော်စတဲ့လမ်းကြောင်းတွေပေါ်မှာပုံမှန်အခြေအနေမျိုးမဟုတ်သေးဘူးလို့ကုန်သွယ်တွေကပြောပါတယ် အဲ့ဒီလမ်းကြောင်းတွေဟာလာရှိုးတီဘောကြောက်မဲနောင်ချိုစာရဲမြို့တွေကိုဖြတ်ပြီးမန္တလေးမြန်မာပြည်မှာအထိဆက်သွယ်ထားတာဖြစ်ပါတယ်။တရုတ်မြန်မာနယ်စပ်ကုတ်သွယ်ရေးလမ်းကြောင်းတွေရဲ့အခြေအနေကလောဝပုံမှန်အတိုင်းပြန်လဲပွင့်သွားတာမျိုးမရှိသေးပဲလက်ရှိမှာအကန့်အသတ်တွေနဲ့ဖွင့်လှစ်ထားတဲ့အနေအထားမျိုးဖြစ်တယ်လို့မူဆယ်ဒေတာခန့်တယောက်ကပြောပါတယ်။ အထူးသဖြင့်30 29စစ်စင်ရင်နောက်ပိုင်းကစလို့ဒီနေ့အချိန်ထိကုတ်သွဲရေးလမ်းကြောင်းတွေဟာဆက်လက်ပိတ်ဆို့မှုတွေနဲ့ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။စစ်ကွန်မရှင်နဲ့တရုတ်နိုင်ငံဘက်ကတရုတ်နယ်စပ်ကနေပြည်မအထိကုတ်သွဲမှုကိုပြန်ဖွဲ့ဖို့စူးစမ်းနေတယ်လို့ရှမ်းမြောက်အရေးကျွမ်းကျင်သူတယောက်ကပြောပါတယ်။ ဒါပေမဲ့လာရှိုးနဲ့မန္တလေးကြားရှိလမ်းကြောင်းတွေပေါ်မှာတအသက် TNL နဲ့တခြားတော်လည်ရေပူပေါင်းအဖွဲ့တွေကထိချုပ်ထားစေဖြစ်တာကြောင့်လမ်းကြောင်းအပြည့်အဝပွင့်ဖို့အခက်အခဲရှိနေစေလို့ဆိုပါတယ်။တရုတ်နိုင်ငံအနေနဲ့နေဆက်တည်ငြိမ်ရေးကိုအဓိကထားပြီးနေဆက်ကုန်သွယ်ရေးကိုပြန်လည်စတင်လုပ်ပေမဲ့အဓိကလမ်းကြောင်းတွေပေါ်မှာတိုက်ပွဲတွေရှိနေတာကြောင့်နေဆက်ဂိတ်အများစုကိုတင်းကျပ်စွာကတ်သတ်ထားစေဖြစ်ပါတယ်။ နဆက်ကုတ်တွယ်ရေးပိတ်ဆို့မှုတွေနဲ့ကန့်သတ်ချက်တွေကြောင့်ဒီသခင်ပြည်သူတွေနဲ့ကုတ်တွယ်တွေဟာအခက်အခဲများစွာနဲ့ရင်ဆိုင်နေရပြီးကုတ်စင်းတို့ကြီးမြင့်မှုနဲ့ကုတ်စီပြတ်သောမှုတွေလည်းဖြစ်နေတယ်လို့ဆိုပါတယ်